င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ဘိုးချုပ်ဘိုးမူးချုပ်နဲ့ဘိုးမူးကြီးအဆင့်ရှိသူ53အပါအဝင်2024ခုနှစ်အတွင်းမှာ14000ကျော်သေဆုံးအဖမ်းခံရပြီးစစ်တပ်နဲ့ရဲဘက်ကစီရီယံဝင်သူ14960ဦးရှိပါတယ် Aris Beauty Clinic ဈေးကမ်းမှာကိုခန္ဓာအဆီထုတ်ရန်သွားတဲ့မက်ဆာကြီးဦးဟာသေဆုံးသွားပြီး အလောင်းစွပစ်ခရကစေကန်းကတာဝန်ယူမှုမရှိဘဲပန်းရှင်အမျိုးသမီးမှထွက်ပြေးနေတဲ့တဲ့င်းပါဝင်နောက်ဆုံးသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့င်းတစ်ပုဒ်ကတော့ မြန်မာနိုင်ငံတို့ဆက်အနာရှိစနစ်ချိန်မုံတိုက်ဖြတ်ရေးအတွက်ဖြစ်ပွားနေတဲ့တော်လဲတပွဲတွေမှာစစ်ကောင်စီတပ်ဘက်ကဗိုလ်ချုပ်ဗိုလ်မှူးချုပ်နဲ့ဗိုလ်မှူးကြီးအဆင့်ရှိသူ53ဦးသေဆုံးခဲ့တယ်လို့ဒဏ်ရာနဲ့တုံ့ပန်းဖြစ်ဖမ်းဆီးခံရတဲ့အပါအဝင်2024ခုနှစ်အတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်14000ကျော်သေဆုံးခဲ့လို့အမျိုးသားညီညွတ်ရေးဆိုရ NUG ကာကွယ်ဝင်ထဏကတရားဝင်အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်ပြည်သူ့ကာကွယ်တပ်မတော် PDF ပြည်သူ့ကာကွယ်အဖွဲ့ပကဖ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ဒေသကာကွယ်တပ်အသီးသီးရဲ့တိုက်ခိုက်မှုကြောင့်2024ခုနှစ်အတွင်းမှာဇန်နဝါရီလကနေဒီဇင်ဘာလ29ရက်နေ့ထိစစ်တပ်အရာရှိ315ဦးဟာသေသွားပြီးဒဏ်ရာရှိသူစစ်အရာရှိ129ဦးရှိခဲ့လို့လည်းသိရှိရပါဗါတယ်။အဲ့ဒီအထဲမှာဗိုလ်ချုပ်ဗိုလ်မှူးချုပ်နဲ့ဗိုလ်မှူးကြီးအဆင့်ရှိသူအနည်းဆုံး53ဦးဟာလည်း တည်ဆုံးတံရရနဲ့စစ်တုံ့ပန်းဖြစ်ဖန်စီခံခဲ့ရတယ်လို့လည်းသိရှိရပါတယ်။စစ်ကောင်စီဘက်ကအခြားဆင့်နဲ့ရဲတပ်ဖွဲ့ဝင်တွေ၊နေကြားဆောင်တပ်ဖွဲ့ဝင်တွေရဲ့တည်ဆုံးမှုတွေပါထွက်တယ်မယ်ဆိုရင်စုစုပေါင်းတည်ဆုံးသူ14000ကျော်ရှိတယ်လို့လည်းသိရှိရပါတယ်။ဒဏ်ရာရှိသူတွေကတော့8363ရှိတာကြောင့်အဲ့ဒီတည်ဆုံးတဲ့ဒဏ်ရာရှိသူတွေရဲ့စုစုပေါင်းအင်အားဟာ တက်မအင်အား10ခုကျော်ပမာဏနဲ့ညီမျှတဲ့အင်အားပြုံးတိခဲ့လို့လည်းသိရှိရပါတယ်။ဒါအပြင်2021ခုနှစ်ကနေ2024ခုနှစ်အထိဒီဇင်ဘာလအထိစစ်တပ်ဘက်က382ဦး၊ရဲ1888ဦး၊စုစုပေါင်း CDN ပြုတ်လုသူ14960ဦးဟာပြည်သူရင်ဝင်ကိုခိုးလုံခဲ့ပြီးအဲ့ဒီအထဲမှာအရာရှိအဆင့် CDN ဝင်သူဒုဗိုလ်မှူးကြီး9ဦး၊ဗိုလ်မှူး52ဦး ဘိုးကြီး323ဦးဘိုး102ဦးရှိခဲ့လို့လည်းသိရှိရပါတယ်ရှင်စကန်တန်းတပုတ်ကိုကြည့်အောင်ပါ စကန်တန်းစကန်မြို့နယ်မှာ PDF တွေငါ့ကိုတက်ချင်10နှစ်ကြိုးစားလို့ကြွေးကြော်ထားတယ်ရဲတကြအဟောင်းပြူစောဒီခေါင်းဆောင်လွှမ်းမိုးနိုင်ဟာပြစ်ခတ်ခံရပြီးပွဲချင်းပြီးတည်ဆုံးခဲ့တဲ့ပြင်အလောင်းနဲ့တူမြို့ရေးဆေးဝါးတွေကိုပါတိတ်ဆက်ရရှိခဲ့တယ်လို့ လင်းယုံညီနောင်ပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရယ်ဇန်နဝါရီလ3ရက်နေ့မနေ့ပိုင်းကစကိုင်းမြို့နယ်မြင်းမွေးရွာမှာနေထိုင်နေပြူစော်ဒီခေါင်းဆောင်လဲဖြစ်ရဲတကြက်ဟောင်းနဲ့ကြေးရွာအုပ်ချုပ်ရေးမှုလဲဖြစ်သူလွှမ်းမိုးနိုင်ဟာသူ့ရဲ့နေအိမ်ကနေကားနဲ့ထွက်ခွာလာစဉ်တွင်တော်လိုင်းတဖွဲ့ဝင်တွေကလမ်းတနေရာမှာဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့လွှမ်းမိုးနိုင်က ခုခံထွက်ပြေးသွားတာကြောင့် ပြစ်ခတ်ဖမ်းဆီးရာကနေပွဲချင်းပြီးတစ်ဆုံးခဲ့လို့လင်းယုံကြီးနောင်ပျောက်ကြားတက်ဖွဲ့ကတာဝန်ရှိသူတို့ကပြပြပါဗါတယ်။တစ်ဆုံးသွားတဲ့လွှမ်းမိုးနိုင်ရဲ့ကားအတွင်းကနေလည်းမွေးရင်ဆေးဝါးတွေနဲ့ဆက်ဆက်ပစ္စည်းတွေလည်းတင်းဆဲရမိခဲ့လို့လည်းသိရှိရပါဗါတယ်။လွှမ်းမိုးနိုင်ဟာစင်တက်ကြေးရွာကပြူစောထီတွေကိုဥဆောင်ကအုံတော်မြို့မှာအထိုင်ချကပြည်သူတွေကိုဖမ်းဆီးနှိပ်စက်မွေညစ်တက်ပြတ်နေသူဖြစ်ပြီးမွေရင်ဆေးဝါးတွေရောင်းဝယ်ဖောက်ကားနေသူတွေလောင်ကစားဝိုင်းနဲ့ 2D 3D တိုင်တွေကိုလိုင်းကြီးကောက်ခံတာစစ်တ က်ကိုထောက်ပို့ပြုလုပ်နေသူလည်းဖြစ်ပါတယ်။ဒါအပြင်တော်လန်ရဲဘော်တွေရဲ့သတင်းတွေကိုလိုက်လံစုံစမ်းကစစ်ကောင်စီထံကိုသတင်းပေးကတော်လန်ရဲဘော်တွေကိုဖမ်းဆီးခဲ့ရမှာကိုယ်တိုင်ပါဝင်နေသူဖြစ်တယ်လို့လည်းလေးုံညီနောင်ပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပါတယ်ရှင်။မန္တလေးတိုင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်မန္တလေးတိုင်းမတရားဆဲတော်လမ်းပိုင်းမှာစစ်တပ်ရိခါပို့ရင်းနှန်းကို မိုင်းဆွဲတိုက်ခိုက်ရံပေါင်း စစ်သားလေးဦးကိုအရှင်ဖမ်းမိပြီးကား၃စီးနဲ့တနက်လေးလက်ကိုတင်းဆက်ရရှိကာစစ်တပ်ကချော်ဆဲလာတဲ့ကားတွေကိုလည်းပိုင်းရှင်တန်းပြန်လဲပေးရခဲ့လို့မရရညွတ်နယ်မိုးချိုးစစ်ကြောင်းတိုက်နယ်သုံးပကဖကတာဝန်ရှိသူတို့ကပြပြပါရယ်၂၀24ခုနှစ်ဇွန်လအတွင်းမှာစတင်ခဲ့တဲ့ရှမ်းမန်စစ်စင်ကာလအတွင်းတိုက်ပွဲဖြစ်ပွားရာမရရဆယ်တော်လမ်းပိုင်းကိုလူရင်အားနဲ့လက်လက်အင်အားတွေလာရောက်ပို့ဆောင်တယ် စစ်တပ်ရင်နန်းကိုမိုးကြိုးစစ်ကြောင်းတိုက်နယ်သုံးပကဖကမိုင်းဆွဲတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းမှာအကြက်ဘက်စစ်သား၄ဦးကိုအရှင်ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီးကန်တာကားတစီ မတ်တူကားတစီဖောကားတစီဂျီသရီတနက်၃လက် MA 13တနက်တစ်လက်တို့ကိုတင်ဆက်ရရှိခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတင်ဆက်ရရှိထားတဲ့ကားရဲကကန်တာကားဟာစီရီယန်ဆီမတ်တို့ဦးပိုင်ဆိုင်တာကြောင့်ဇန်နဝါရီလ၃ရက်နေ့မှာ မိုးကြိုးစစ်ကြောင်းတိုက်နယ်သုံးပကဖရဲဘော်တွေကပန်ရှင်ဖြစ်သူ စီရီယံကျောင်းဆရာမစီကနေကားနဲ့ဆက်ဆက်တဲ့ဆော်ရဲဆရန်တွေကိုစစ်စစ်ကကားကိုပြန်လဲအနှံခဲ့လို့လည်းသိရှိရပါတယ်ရှင်။ဒီတစ်ခါမှာတော့စကိုင်းတိုင်းကောလင်းမြို့နယ်တန်ဇာတစီမံအုပ်ချုပ်မှုအဖွဲ့အတွင်းရေးမှူးစီရီယံဖြစ်သူဦးအရိမာလုတ်ကြံတပြတ်ခံရမှုနဲ့ပတ်သက်ကအမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီကပြစ်မှုထင်ရှားသူတွေကိုအ мян ဆုံးဖော်ထုတ်ဖန်စီပီး ထိုက်တဲ့ပြစ်ဒဏ်ချမှတ်အရေးယူဖို့အတွက်စီရီယံနိုင်ငံဝန်ထမ်းအဖွဲ့အစည်းတွေက စုပေါင်းတောင်းဆိုလိုက်ပါတယ်။သကိုင်းတိုင်းဖက်ဒရယ်ယူနစ်စီရီယံနိုင်ငံဝန်ထမ်းများကောင်စီနဲ့အခြားစီရီယံနိုင်ငံဝန်ထမ်းတွေအဖွဲ့ကိုစားပြုပြီးအခုလိုတောင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။ 2025ခုနှစ်ဇန်နဝါရီလ2ရက်နေ့ကဥအရိနမဟာ NUG စုမှုနယ်မြေဖြစ်တဲ့ကောလင်းမြို့နယ်အနောက်ဘက်ချမ်းမှာလှုပ်ကြံတက်ဖြတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။2024ခုနှစ်နိုဝင်ဘာလ4ရက်နေ့ကလည်းကဏီမြို့နယ်တပုံးကျေးရွာနယ်ပညာရေးစီဒီအန်ဦးဝင်းထင်းနဲ့အတူ သုံးလသားရွယ်ကလေးငယ်နဲ့ဇနီးဖြစ်သူတို့သုံးဟာနေမှာရက်ဆက်စွာလှုပ်ကြံတက်ပြတ်ခံခဲ့ရပေမဲ့လက်ရှိအချိန်ထိကျူးလွန်သူတွေအပေါ်ကိုဖော်ထုတ်ဖန်ဆီးနိုင်ခြင်းမရှိသေးတဲ့အတွက်များစွာစိတ်ပြက်ရတယ်လို့လည်း CDA အဖွဲ့တွေရဲ့ကြေညာချက်မှာဖော်ပြထားပါဗျ။ဒေတာလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးမှုအားနည်းနေချိန်မှာအခွင့်အကောင်းယူကာတော်လှန်တာဝန်လုဆောင်နေသူတွေနဲ့ပြည်သူတွေကိုလက်နက်အားကိုနဲ့အနိုင်ကျင့်ဗိုလ်ကျစိုးမိုးနေသူတွေရဲ့လုပ်ရက်တွေကို စီရီယံနိုင်ငံဝန်ထမ်းအဖွဲ့အစည်းတွေကအကြမ်းဖက်ဆီအိုစုနဲ့ဒန်းတူသတ်မှတ်ခါအပြင်းထန်ဖော်ထုတ်ဆန့်ကျင်သွားမယ်လို့လဲစီရီယံအဖွဲ့တွေကကြေညာလိုက်ပါတယ်။ဒါအပြင်အကြမ်းဖက်ဆီအိုစုကိုတော်လန်ရာကနေလက်နက်နဲ့အာဏာပေါ်ကိုရင်မှူးတဲ့စစ်ကောင်ဆောင်တွေထပ်မံပေါ်ပေါက်လာမယ်အရေးကိုလဲစီရီယံနိုင်ငံဝန်ထမ်းတွေကနေဖိနှိပ်ခံပြည်သူတွေနဲ့အတူပေါ်ပေါက်ကထပ်မံတော်လန်တိုက်ထုတ်သွားမှာဖြစ်တယ်လို့လဲထုတ်ပြန်ထားပါတယ်ရှင်။ ဒီတစ်ခါမှာတော့စကိုင်းတိုင်းစကိုင်းမြို့နယ်မြင်းဆယ်ရွာကိုအကြက်ဖက်စစ်တပ်ကလေရင်စစ်တပ်လက်ထီးတွေနဲ့ဘုံလုံး40ကျဲချတက်ခဲ့ရမှာ ပြည်သူ၃ဟာတည်ဆုံးခဲ့ရပြီးနေအိမ်၂၀ခန့်ပျက်စီးခဲ့လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်ဇန်နဝါရီလ၃ရက်နေ့ည10:55မိနစ်လောက်ကမြင်းဆယ်ကျွော်ကိုအကြက်ပတ်စစ်တပ်က Jet Fighter ဝိုင်းတွဲအပြင် Prama Motor လို့ခေါ်တဲ့လူလိုက်ပါလိုင်းနဲ့စစ်တပ်လေထီးတွေနဲ့ဘုံလုံး40ကျဲချတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရယ်အဲဒီတခဲမှုတွဲမှာပြည်သူ၃ဟာတည်ဆုံးခဲ့ရပြီးနေအိမ်အလုံး20ခန့်လည်းပျက်စီးခဲ့ရတယ်လို့လည်းသိရှိရပါရယ်အဲဒီမြင်းဆယ်ရွာကိုပြီးခဲ့တဲ့နှစ်နိုဝင်ဘာလ ဲနေ့ကလည်းဘုံကျဲတက်ခတ်ခဲ့ပါသေးတယ်။လာတို့မန္တလေးတိုင်းတောင်သာမြို့နယ်ရွှေစီကြီးရွာကိုလည်းဇန်နဝါရီလ9ရက်နေ့ကမိတိလာကနေတက်လာတဲ့အကြက်ဖက်စစ်တရဲစက်တက်လေထီ3စီးနဲ့ဘုံကျဲတက်ခတ်ခဲ့ရမှာအသက်58နှစ်အရွယ်ရှိတဲ့ဒေါ်မြင့်တန်းဟာတေဆုံးခဲ့ရပြီးအသက်12နှစ်အရွယ်ရှိတဲ့ကလေးငယ်တူဟာဒဏ်ရာရှိခဲ့တယ်လို့တောင်သာမြို့နယ်လူလူလှုပ်ရှားမှုကော်မတီကတာဝန်ရှိသူတို့ကပြပြပါဗျ။ဒီဇင်ဘာလ25ရက်နေ့နဲ့ဇန်နဝါရီလ3ရက်နေ့ကလည်းတောင်သာမြို့နယ်တဲကရွာတွေကို စက်တက်လေထီတွေနဲ့ဘုံကျဲတိုက်ခတ်ခဲ့ပါသေးတယ်ရှင်အခုနောက်ဆုံးတက်ဆက်ပေးကျင်တဲ့တပုတ်ကတော့ရန်ကုန်တိုင်းသင်္ကန်းကျွန်းမြို့နယ်မှာဖွင့်လှစ်ထားတဲ့ license မဲ့ RS Beauty Clinic နဲ့အလပရေးရဆေးကမ်းမှာကိုခန္ဓာအစီထုတ်ယွံသွားတဲ့အသက်26နှစ်အရွယ်ရှိတဲ့မက်ဇာကြည်ဦးဟာဆေးကမ်းမှာတည်ဆုံသွားခဲ့ရပြီးအလောင်းဟာစွန့်ပစ်ခံခဲ့ရတယ်လို့တည်ဆုံသူမက်ဇာကြည်ဦးရဲ့မိတ်ဆွေကရန်ကုန်ခေတ်စ်ကိုပြောပါရတယ်။ဒီဇင်ဘာလ28ရက်နေ့ညနေပိုင်းက မက်စာကြီးဦးဟာရန်ကုန်တိုင်းတင်ငန်းကျုံမြို့နယ်သူ့မင်္ဂလာလန်းဒဇင်မင်းရိတ်တာအမှတ် F102 မှာဖွင့်လှစ်ထားတယ်။ Iris Beauty Clinic နဲ့အလပရေးရာအစည်းအဝေးကိုကိုခန္ဓာအစီ ထုတ်ယူရန်တွားရောက်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီနောက်အဆက်အသွယ်ပြတ်တောက်သွားခဲ့ရပြီး ခုနှစ်ရက်အကြာဇန်နဝါရီလ2ရက်နေ့ကမှဒဂုံစိတ်ကဲမြို့နယ်မှာအလောင်းပြန်လဲရရှိခဲ့တာဖြစ်တယ်လို့လည်းသိဆုံးသူရဲ့မိတ်ဆွေတွေကပြောပြပါဗါတယ်။အဲ့ဒီစိတ်ကဲမှာကိုခန္ဓာအစီထုတ်ယူဖို့အတွက်ကုသမှုခံယူနေစဉ်မှာသိဆုံးသွားခဲ့ရပြီးရဲ့နောက်မှာအလောင်းဟာစွပစ်ခံခဲ့ရတာဖြစ်တယ်လို့လည်းသိရှိရပါဗါတယ်။စစ်စစ်ချက်အရာ Iris Beauty Clinic ဆေးကမ်းမှာမေဆေးပေးလွန်ပြီးအသက်ပါမလာတော့တာဖြစ်ပြီးနှလုံးမှာတစ်ခုခုတွေ့ရသလိုအတွင်းကလေးစားတွေလည်းအကုန်ပါတယ်လို့လည်းဆိုပါတယ်ဆေးကမ်းသွားတဲ့နေ့ညနေပိုင်းတောင်ဝန်ကျတဲ့လုံခြုံရေးရဲ့ပြောဆိုချက်အရဆိုရင်ဆေးကမ်းတိုက်လေကားအထိကားဖင်ထုတ်ပြီးတစ်ခုခုကိုတည်တင်သွားပြည့်ရဲ့နောက်မှာ သွေးဆက်တွေကျလာတာကိုတန်ရှင်းလုတ်ခိုင်းတာကြားလိုက်ရတယ်လို့လည်းတေဆုံးသူမတ်စာကြီးဦးရဲ့မိတ်ဆွေဖြစ်သူက ပြပြပါဗျာ။အခု Iris Beauty Clinic ပိုင်ရှင်လင်မယားဟာ တင်ငန်းကျုံးကငှားရမ်းထားတဲ့တိုက်ခန်းကိုပြန်လည်အနှံပြီးထွက်ပြေးတိမ်းရှောင်နေကြသလိုအမှုကိုသက်ဆိုင်ရာကလိုက်လံစုံစမ်းနေရလို့လည်းသူကဆက်လက်ပြပြပါရတယ်။ Iris Beauty Clinic ရဲ့ Facebook စာမျက်နှာကိုရန်ကုန်ခေတ်သစ်သတင်းဌာနကစစ်ဆေးကြည့်တဲ့အခါမှာတော့ခွဲစိတ်ခံအင်္ဂါရက်နဲ့ပြည့်စုံခြင်းမရှိဘဲခွဲစိတ်မှုတွေကိုလှုပ်ဆောင်နေတာဖြစ်တယ်လို့လှပရန်လာရောက်ခွဲစိတ်သူတွေကိုနည်းစနစ်ပုံမှန်မဟုတ်တဲ့ခွဲစိတ်မှုတွေကိုလှုပ်ဆောင်နေတဲ့မြင်ကွင်းတွေများစွာကိုလည်းတွေ့ရှိရပါတယ်။တည်ဆုံးသူမက်စာဂျီဦးဟာ ပြည်တွင်းမှာနာမည်ကျော်စားတောက်ဆိုင်ကြီးတစ်ခုရဲ့အကြီးဆုံးစင်းကန်ရာထူးလုပ်ကိုင်နေသူဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါအားဖြင့်ကုန်ခစ်တဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါကျေးဇူးတင်ပါတယ်ရှင်ကျမများပါ။